မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နေဆက်ဝင်ပေါက်ထပ်ပေါက်တွေကမြောက်ရီမဲဆောက်ဂိတ်ပေါက်ဟာကုလူဆက်သွယ်မှုအလွန်များပြားတဲ့နေဆက်ဂိတ်ဝင်ပေါက်တစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လူကြိုက်များတဲ့လူသုံးကုန်စားတောက်ကုန်တွေဟာထိုင်းနိုင်ငံပြည်ကုန်ပစ္စည်းတွေဖြစ်နေပါတယ်။အဲ့ဒီကုန်ပစ္စည်းတွေဟာ ထိုင်းနိုင်ငံမဲဆောက်ကနေမြန်မာနိုင်ငံကိုမြောက်ရီမြို့ကော့ကရိတ်မြို့ဖမ်းမြို့များကိုဖျက်ဆီးပြီးမြန်မာနိုင်ငံအနှံ့အပြားကဈေးကွက်တွေစီကို ပြန့်နှံ့ရောက်ရှိသွားတာပါဒါကြောင့်မြောက်ရီကော့ကရိတ်လမ်းပိုင်းဟာ ကုန်သွယ်ရေးလမ်းကြောင်းမှာ အလွန်အရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်နေပါတယ် မြောင်းရီကော်ဂရီလမ်းပိုင်းဟာမိုင်40ကျော်ရှိပြီးမြင့်မားတဲ့ဒေါနာတောင်ကျောကိုဖြတ်တန်းဖောက်လုထားတာပါချင်းမြောင်းလွတ်တဲ့လမ်းကျောအနေထားကြောင့်တပြိုင်တည်းရှင်ကျောနှစ်ခု မောင်းနှင် ဖြတ်တန်းလို့မရနိုင်ပဲအတက်တရက်အစင်းတရက်ပုံစံနဲ့သာဖြတ်တန်းခွင့်ပြုထားပါတယ်အဲ့ဒီလမ်းရဲ့အနေထားဟာပျက်စီးနေတဲ့ကက်တရာလမ်းပိုင်းတချို့နဲ့မြေသားအတိလမ်းတွေသာဖြစ်ပါတယ် အဲ့ဒီလိုအခြေအနေတွေကြောင့်ရင်လန်းချောင်းပိတ်ဆို့မှုတွေဟာအချိန်နဲ့အမျှဖြစ်ပေါ်နေရပါတယ်။မြောက်ရီမြို့ကနေတဆင့်ထိုင်းနိုင်ငံမဲဆောက်မြို့ကိုမြန်မာနိုင်ငံတခွန်းကအခြေခံလူရန်းစားတွေဟာအလုတ်ကင်အခွင့်လန်းတွေအတွက်နေစဉ်သွာလာနေကြတာမျိုးကလည်းအလုံးအင်းနဲ့ရှိနေစေဖြစ်ပါတယ်။မြန်မာနိုင်ငံဒေသအသီးသီးမှာ နေ့စဉ်စားတောက်နေထိုင်နိုင်မှုလုံလောက်တဲ့ဝင်ငွေရရှိရာမျိုးတွေဟာတဖြည်းဖြည်းနေပါနေတာကြောင့်ထိုင်းနယ်ဆက်မှာအလုံးလောက်ကင်ဖို့လာရောက်ကြသူတွေဟာနေ့စဉ်အများအပြားရှိနေစေဖြစ်ပါတယ်ရောင်ရီမျိုးကိုရောက်လိုစိမ့်နဲ့တီးခန့်ဆောင်ဆိုင်နေရတဲ့ကာရန်ကြီးနဲ့လူစုလူဝေးတွေကိုဒေါနာတောင်ကျော်ကားလမ်းပေါ်မှာတရချားတစ်ခါတွေ့မြင်နိုင်တယ်လို့ မနိုင်ဝန်ချမ်းထားရတဲ့ကုန်တင်ရင်တွေဆိုးရွားတဲ့လမ်းတွေပေါ်မှာတချိန်တိုးဖြတ်တန်းမောင်းနေနေတာကိုလည်းတရခြားတွေ့မြင်ရနိုင်ပါတယ်တခါတည်းရင်ကြောပိတ်ဆို့မှုတွေဆူဆူဝါးဖြစ်နေပြီး အတက်ရင်အစင်းရင်တွေ ထိတ်တဲကြုံတွေ့ရတဲ့နေမျိုးတွေလည်းရှိနေပါတယ် ဲ့ဒီလိုအချိန်မှာထိုင်းကုမ္ပဏီတစ်ခုရဲ့အကူအညီနဲ့မြဝရီကော့ဂရိတ်လမ်းပိုင်းကိုပြင်ဆင်ဖောက်လုပ်နေပြီလို့သိရပါတယ်။မိုင်60ကျော်အကွာအဝေးရှိတဲ့ဒေါနာတောင်ကျော်ကားလမ်းအစား18မိုင်သာကွာဝေးမဲ့လမ်းကြောင်းတစ်ခုကိုရှာဖွေပြီးဖောက်လုပ်နေတယ်လို့သိရှိရပါတယ်။တစ်ချိန်တည်းမှာပဲမြန်မာအစိုးရဟာ တရားမဝင်ကုန်သွယ်မှုပပျောက်ရေးစီမံငွေတစ်ခုကိုရေးဆွဲပြီးရွေးရှာဖန်စီရေးအဖွဲ့တွေနဲ့ရှာဖွေဖန်စီမှုတွေပြုလုပ်နေတယ်လို့လည်းကြားသိရပြန်ပါတယ်။ဒါပေမဲ့အဲ့ဒီ mobile ting လို့ခေါ်တဲ့ရွေးရှာစစ်ဆေးအဖွဲ့ကြောင့်တရားမဝင်ကုန်သွယ်မှုကိုထူးထူးခြားခြားထိခိုက်တာမျိုးကိုတော့ကြားသိခဲ့ရခြင်းမရှိသေးပါဘူး။ ယ်တော့ကုန်စည်စစ်စစ်မှုကောင်းမွန်စေရေးဟာပြည်သူလူထုအတွက်ကောင်းမွန်စေနိုင်တဲ့အကြောင်းအရာဖြစ်သလိုအခွန်ငွေပမှန်ကန်ကန်ရရှိဖို့ဟာလည်းတိုင်းပြည်တွေအရေးကြီးတဲ့အကြောင်းချက်ဖြစ်နေပါတယ်။ဒါကြောင့်ကုန်စည်နှုန်းတွေတည်ငြိမ်ဖို့အရေးပေးစဉ်းစားရမှာဖြစ်သလိုအခွန်အခောက်မမှန်ရရှိနိုင်ရေးအတွက်ကိုလည်းဌာနဆိုင်ရာများဘက်ကအဂရိလိုက်စားမှုကင်းစွာဆောင်ရွက်ဖို့လဲလိုအပ်ပါတယ်။ နောက်ထပ်ကြံရှိနေသေးတဲ့အရေးပေါမှုတစ်ခုကတော့လမ်းပန်းဆက်သွယ်ရေးလုံခြုံကောင်းမွန်စေရေးဖြစ်နေပြန်တဲ့အတွက်အရေးသွေးကောင်းမွန်တဲ့ကော့ကရစ်မြောင်းရီလမ်းပိုင်းကိုဒေသခံပြည်သူတွေကအလွန်အမင်းမျှော်လင့်နေပြီးလမ်းတစ်ကိုအသုံးပြုခွင့်ရတဲ့အခါ Watergate လို့နောက်ပြောင်ခေါ်ဝေါ်ကြတဲ့ဝါလုံးနဲ့တားစီပြီးအကြောင်းအမျိုးမျိုးနဲ့ငွေကြေးကောက်ခံနေတာမျိုးတွေကိုပါပပျောက်ဖို့ ဒေတာခံပြည်သူတွေနဲ့အဲ့ဒီကုံတွယ်လမ်းကြောင်းကိုမိကိုလောက်ကင်စားတောက်နေရတဲ့ပြည်သူလူထုကမျော်လင့်ဆောင်စားနေကြတဲ့အခြေအခါလေးဖြစ်နေပါရဲ့ရှင်။